အားလုံးပဲမင်္ဂလာပါညကောင်းစက်တင်ထားတာမှာပြန်လဲကြိုးစိုးလိုက်ပါခင်ဗျာအခုတင်ဆက်ပေးမယ်ရုပ်သံဗီဒီယိုဖိုင်လေးတော့ကြားဖြန့်လုံးနေသူတွေရဲ့နောက်ဆက်တွဲတွေကိုတင်ပြလာတဲ့နေသိမြန်မာရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါခင်ဗျာဒီမှာနေသိမြန်မာကအဲ့ဒီကြားဖြန့်လုံးကင်နေသူရဲ့နောက်ဆက်တွဲဘယ်လိုသတင်းတွေကိုတင်ဆက်ထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေပါပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တင်ထားလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ live လေးပေါ့နော်ဒါကျွန်တော်တို့လွတ်မှာမယ်ဒီ live ကဒါကျွန်တော်တို့နိုင်ငံရေးအခွင့်အရေးအတိအကျအတွက်လည်းဒါကျွန်တော်တို့အကျိုးရှိပါအကျိုးရှိပါစေလိမ့်မယ်ပြီးတော့မှနေဆက်ရေးအတွက်လည်းအကျိုးရှိပါစေလိမ့်မယ်နော်အဲ့တော့ဒီနေ့မနက်မှာနည်းနည်း live လေးဒါကျွန်တော်စကားပြောပါမယ်နော် live လေးဖြစ်တယ်အဲ့တော့အခုဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒါပြည်ရင်းပြည်ပါမှာရှိနေတဲ့မိဘကြီးကိုမောင်နှမတွေအားလုံးကစိတ်ဝင်စားဆုံးတော့အချိန်ကိုရောက်နေတယ်နော်စိတ်ဝင်စားဆုံးတော့အချိန်ကိုရောက်နေတယ် ဲ့တော့မြေပြင်လက်ရှိအခြေအနေကတော့ဒီကြားဖြန်းနဲ့ပတ်သက်တဲ့အရာတွေကတော့ဒါကျွန်တော်တို့တွေ့မြင်ရသလောက်ပေါ့နော်တွေ့မြင်ရသလောက်သိရှိရသလောက်ကတော့ဒါအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်ဟိုကြားဖြန်းနေရဖျားသုံးစုဘက်ကိုဖျားသုံးစုဘက်ကိုပြန်ပြီးတော့မှအထိုင်ချနေပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်။နော်ဖျားသုံးစုဘက်ကိုအထိုင်ပြန်ချနေတယ်ဖျားသုံးစုဘက်ကိုပြန်ပြီးတော့မှဝင်နေပါတယ်။နော်ဖျားသုံးစုဘက်မှာပြန်အထိုင်ချတယ်ဖျားသုံးစုဘက်ကိုပြန်ပြီးတော့မှ ဝင်နေပါတယ်လို့ဒါကျွန်တော်ပြောပြချင်ပါတယ်အဲနောက်မော်လမြိုင်ဘက်ကလည်းဒါတို့အရွှေအပြောင်းခဏနားခိုးဖို့အတွက်တွေတို့ရွှေ့နေတယ်နောက်ဖန်အံဘက်ကွာပေါ့နော်ဖန်အံဘက်လည်းတို့နားခိုးဖို့အတွက်ရွှေ့နေတယ်ဒီကြားဖြတ်နေရဘလောက်ထိတောင်မှတို့ရှိတယ်လဲဆိုလို့ရှိရင်ဟိုးနေယူချောင်းသာဟိုတယ်မဲ့ဟိုတယ်ရိုက်ဆက်စရာမလိုဘူးအဲ့ဒီနေယူချောင်းသာဟိုတယ်ကိုဝင်စစ်ကြည့်လိုက်အဲ့ဒီမှာလည်းကြားဖြတ်နေရှိတယ်နော်အဲ့တော့မြန်မာနိုင်ငံအနှံ့ဒေတာအနှံ့ကိုတို့ခိတ္တခဏပေါ့နော်တင်းရှောင်တဲ့အချိန်ဖြစ်တယ် ဲ့တော့တင်းချောင်းတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်အခုရွှေကုတ်ကူကိုကျွန်တော်တို့ဒီသတင်းလွှင့်လာတာကသတင်းလွှင့်လာတာကသူတို့ကြားဖြတ်နေကိုဖြိုခွင်းပြတယ်တို့ကြားဖြတ်နေကိုမောင်းထုတ်ပြတယ်တို့သူတို့အဲ့ဒါတွေကိုသူတို့တွေကဒါနိုင်မောင်စော်တို့ကနေမှာသတင်းလွှင့်တယ်အဲဒီအရာတွေကအမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်တို့မျိုးပြည်မျိုးသူမျိုးသားတွေကိုတို့လိန်နေတာပဲ။နောက်ဖန်အမှားရှိနေတဲ့မျိုးသူမျိုးသားတွေကိုတို့လိန်နေတာပဲ။မော်လမြိုင်မှာရှိနေတဲ့မျိုးသူမျိုးသားတွေကိုတို့လိန်နေတာပဲ။ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုတို့လိန်နေတာပဲ။ဘာဖြစ်လို့လဲဆိုတော့ ဒီရွှေကုတ်ကိုရွှေကုတ်ကမှာရှိနေတဲ့ဒီကြားဖြန်းနေတော့ဒီဒီအရာတွေအားလုံးဒီကက်ဆီနိုတွေတော်တော်များများအားလုံးအားလုံးကိုသူတို့ပဲလုံခြုံရေးပေးတယ်လေဗျာ။နော်သူတို့ပဲလုံခြုံရေးပေးတယ်။သူတို့ပဲလုံခြုံရေးပေးတယ်။နော်သူတို့ပဲဒီလုံခြုံရေးပေးတဲ့အရာတွေအားလုံးသူတို့ပဲလာတာပြန်ပေးတယ်။နော်ဒါမြေပြင်းမှာမယုံရင်အဲ့ဒီမှာမျိုးတွေမျိုးသူမျိုးသားတွေကိုမေးကြည့်။ကျွန်တော်တို့အခုထောက်ပြတဲ့အရာတွေမျိုးသူမျိုးသားတွေကိုမေးကြည့်။နော်ဖာအမရှိနေတဲ့မျိုးသူမျိုးသားတွေကိုမေးကြည့်။နော် အဲ့တော့သူတို့တွေကဒီနေဆက်ကြီးကအကျိုးကိုဆောင်ရွက်သလားဆိုတော့နေဆက်ကြီးကအကျိုးသူတို့ဆောင်ရွက်တာတစ်စက်မှမရှိဘူးပြောရင်ဒါဒီအာဒီဒီကျွန်တော်တို့နေဆက်ဒီဟိုဟိုဟိုအဖြစ်ပါတယ် BGF ဖြစ်ပါတယ်လို့ဘာလို့သူတို့ကပြောတာဒါပေမဲ့သူတို့နေဆက်အကျိုးတကယ်ဆောင်ရွက်သလားနေဆက်အကျိုးဘာမှမဆောင်ရွက်ဒူစီအိုက်မောင်ကိုခိုင်းနေပြီဒူစီအိုက် မာဖီးယားခိုင်းနေပြီဒီအတိုင်းပဲသူတို့တော်နေဒီအတိုင်းပဲအလုပ်လုပ်တယ် အဲ့တော့အဲ့ဒီအောက်မှာဘာဘာလောက်ကြလဲဆိုတော့ဒီမာဖီးယားဂိုင်းနေပေါ့နော်မာဖီးယားဂိုင်းနေဒီကြာပြန်ဂိုင်းနေဒီမောင်ခိုဂိုင်းနေကိုလုံခြုံရေးပြန်ပေးရတယ်လုံခြုံရေးပြန်ပေးရတယ်အဲ့တော့မှသူတို့လာတာပြန်ပေးတယ်နော်တချို့ဘတ်2000တချို့ဘတ်3000တချို့ကဘတ်5000တချို့ကဘတ်8000ဘတ်1000တ1000ခွင်2000ဒီသူတို့ပေါက်ကြတယ်လုံခြုံရေးပြန်ပေးဒီကြားထဲမှာမှဒီကြားဖြတ်နေကိုဒါကျွန်တော်တို့အဲ အရွှေအပြောင်းလေးလုပ်ပြီးလို့ရှင်မြန်မာငွေ300တိပေါက်တယ်မြန်မာငွေ300တိပေါက်တယ်ကြားဖြန့်ဒီတကယ်ဟိုအကြီးစားကောင်းတွေကိုရွှေ့ပြီးလို့ရှင်300တိပေါက်တယ်အဲ့တော့သူဒါပဲသူတို့လှုပ်ရှားကြတယ်ဒီဟာပဲလှုပ်ရှားကြတယ်ဒီလမ်းကြောင်းတွေကိုသူတို့တွေဒီလုံုံရင်းယူပြီးတော့မှဒီဟာတွေကိုလှုပ်ရှားခိုင်းစားကြတယ်ဒါနဲ့ပဲသူတို့ရှင်တန်ကြတယ်အဲ့တော့ဒီဟာတွေကိုနိုင်မောင်သွားအကုန်လုံးဖုံးပြီးပြောမှဟိုဟိုကဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်သူပြောနေတာ ဟိုအပိုင်လိုက်ပြောဆိုလူကြီးတယောက်ရဲ့ဂုံသိခါတော့မရှိတော့ဘူး तू ပြောနေ तू ယူထားတဲ့ယာဒူးတော့မလေးစားတောက်ဖို့ထောက်မှုတော့မရှိတော့တဲ့ပုံစံမျိုးတည်း तू တရေသာရှင်းလေးပေါ် तू လောက်နေရတဲ့ပုံစံအခြေအနေမျိုးဖြစ်တယ်ဘာဖြစ်လို့လဲသူ့ရဲ့လက်ပေါင်းပါတက်ထားတဲ့ဗတ်တစိတ်တွေချားဖြတ်တွေကိုရွှေ့ပေးနေတာလေသူ့ရဲ့ဒီနိုင်မောင်ဆုံးရဲ့ဒီဒီဒီလက်ပေါင်းဗတ်တစိတ်မှာတက်ရှိနေတဲ့ဒီလိုဗတ်တစိတ်တွေနဲ့ဒီချားဖြတ်ဒီဒီတရုတ်တွေကိုရွှေ့ပေးနေတာလေလောက်ပေးနေတာလေတပုံကြီးပဲ နဲ့တာမှမဟုတ်လားအဲ့ဒီဘက်မှာတော့ဒါကျွန်တော်တို့အင်တာနက်တွေဖြတ်ထားတာပေါ့အခုအင်တာနက်တွေဖြတ်တယ်ဒီကြားပြားနေကိုအင်တာနက်ဖြတ်တယ်ဒီလုပ်ငန်းတွေကိုအင်တာနက်ဖြတ်တယ်နောက်မြောက်လေမျိုးသူမျိုးသားတွေအင်တာနက်ဖြတ်တယ်နောက်ပြတ်မှဒီဖုန်းလိုင်းတွေဖြတ်တယ်နောက်ပြတ်မှမီးလိုင်းတွေဖြတ်ထားတယ်ဆိုတဲ့အရာတွေအားလုံးကတကယ်တကယ်တော့သတင်းအမှောင်ချလိုက်တယ်လို့တော့ဖြစ်သွားတယ်ဘာမှမသိရတော့ဘူးအထင်းထဲတကယ်တော့အထင်းထဲမှာလူစိမ်းမောက်ကိုခိုင်းလုပ်ငန်းအရင်ကိုရှင်းတမ်းပြီးတော့မှဒီအရာတော်တော်လေးကိုပြန့်နှံ့နေတာ တဲ့တဲ့ပွားထားနေတာဒါအမှန်တရားပဲအဲ့တော့မိဘကြီးကိုပေါ့တော့ပါဗျာเนาะသူတို့ကပွင့်လင်းမြင်တာမှုရှိတယ်ပွင့်လင်းမြင်တာမှုရှိတယ်ဆိုတာဒီကိစ္စကြီးကတထိုင်နဲ့တလချင်းအတွင်းအကုန်ရှင်းထုတ်လို့ရတဲ့ကိစ္စဒီနေ့ဒီချိန်ဒီဒီကိစ္စမပြတ်သေးဘူးဆိုတော့သူတို့စိန်ပြေလက်ပြေမြန်မာနိုင်ငံထဲမှာကြားဖြန့်ကိုထပ်ပြီးတော့မှခြေကုပ်ယူလို့ရအောင်အချိန်ဆွဲထားတာဒါရှင်းရှင်းလေးပဲအခုဖျားသုံးသူပမာသူတို့ အခြေချဖို့အတွက်သူတို့လုံလုံနေတယ်ပြင်ဆင်နေတယ်နော်ပြင်သူတို့ကြားပြန်တဲ့ပတ်သက်ပြီးတော့မှသူတို့အဆောက်အဦတွေထပ်ဆောက်ဖို့အတွက်သူတို့ပြင်ဆင်နေတယ်အဆောက်အဦတွေထပ်လုပ်ဖို့အတွက်သူတို့ပြင်ဆင်နေတယ်အဲ့အတွက်ဒီကိစ္စတွေကိုဒီတန်းမှာသူတို့ကဝှေ့လေကြအောင်ပဲအကောလုံးသူဖြိုးပြတယ်ဒါပေမဲ့တီဆောက်ရဒီကြားပြန်တွေကိုအစားထိုးတီဆောက်မဲ့နေရာတွေသူတို့မပြဖြိုးပဲဖြိုးပြဒါပေမဲ့ဒီကြားပြန်တွေကိုအစားထိုးတီဆောက်မဲ့နေရာသူတို့မပြဒါပေမဲ့ဘယ်သူတွေတိလဲပြည်သူတွေတိတယ် နေကန်နေသည်ဒီနေရာလေးမှာဒီကြားပြောင်းဖြိုပြတော့မှဘယ်နေရာမှာထပ်ပြီးတော့မှညီအစားထုတ်မယ်ဘယ်နေရာမှာဆက်ပြီးတော့မှတီဆောက်မယ်ပလန်တွေရရှိပြီးသားဒီကြားပြတ်နေရာမြန်မာနိုင်ငံထဲမှာကင်းစင်သွားမှကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကဘာနဲ့စီးပွားရေးအခြေဆက်အမှန်ပေါ်လာမှာဒီကြားပြတ်နေရှိနေသေးရတော့ကျွန်တော်မြန်မာနိုင်ငံကကြီးရ blacklist ကြီးပဲဖြစ်နေဦးမှာလူငယ်တွေမျိုးဆက်တဲ့အားလုံးမာဖီးယားဂိုင်းတွေရဲ့ကျွန်းနေဖြစ်နေ မာဖီးယားဂိုင်းတွေကျွန်နေဖြစ်ပဲငွေမဲတွေရဲ့ကျွန်ဖြစ်မဲ့လူငယ်တွေမျိုးဆက်တွေရဘယ်တော့ကမှကဘာကြီးနဲ့နီးမဲ့လမ်းမဲ့စီးပွားရေးလမ်းကြောင်းအမှန်ပေါ်ရောက်နိုင်မှာမဟုတ်ဘူးကဘာကြီးနဲ့ချိတ်ဆက်ပြောင်းမှအလုံးလုံးတဲ့လမ်းကြောင်းအမှန်ပေါ်ဘယ်တော့မှရောက်မှာမဟုတ်ဘူးအဲ့တော့ဒီကြားပြန်တွေကမြန်မာနိုင်ငံရဲ့မျိုးဆက်တဲ့လူငယ်တွေအဲ့ဒီမှာမှပညာရှင်တွေပေါ့ ID ပညာရှင်တွေသူတို့ဒီထဲမှာအကုန်လုံးကဖျက်ဆီးပလိုက်လွန်လွန်နဲ့ဒီငွေရနေပြီ။ လွယ်လွယ်နဲ့ပတ်ဆံရနေပြီလွယ်လွယ်နဲ့ဒီလိုမျိုးဟာတွေရနေပြီဆိုတဲ့အခါကျတော့မြန်မာနိုင်ငံရဲ့ဒီနီးမှန်လမ်းမှန်နဲ့တိဆောက်မဲ့ ID နီးပညာရှင်တွေကနောက်ဆုံးခက်ပြတ်စနစ်ပြတ်ကြီးတွေမှာဒီထဲမှာသွားအလုပ်လုပ်ကြတယ်ဒီကြားဖြတ်နေတဲ့မှာအလုပ်လုပ်ကြတယ်တချို့ဆိုလို့ရှိရင်တရုတ်စာရတယ်တရုတ်စကားရတယ်ကွန်ပျူတာကျွမ်းတယ်ဒီထဲမှာသွားအလုပ်လုပ်တယ်ပြီးတော့ຫນွေဥတော်လိုင်းကြီးမှာတကယ်တော်လိုင်းကြီးနဲ့ပတ်သက်ပြီးနင်းနင်းကကလုံနေတဲ့အဖွဲတွေမြေပြင်အဖွဲတွေကအိမ်မပြန်ရအောင်ဒီကြားဖြတ်နေရအိမ်ပြန်ရတယ်ဒီကြားဖြတ်နေရနေရာပြောင်းရွှေ့ခွင့်ရတယ်ဒီကြားဖြတ်နေရသူတို့အခြေစက်နဲ့သူတို့ အလုပ်တွေကိုစီရွှေ့ပြောင်းခွင့်ရတယ်အဲ့လိုတွေဖြစ်အဲ့တော့ဒီကြားထဲနေကင်းစင်သွားမှသာလဲမြန်မာနိုင်ငံရဲ့စီးပွားရေးလူမှုရေးပညာရေးလူဆွမ်းအရင်းမြစ်အမှန်တရားတွေကပေါ်လာနိုင်ငံကိုဥဆောင်မဲ့သူတွေနိုင်ငံကိုတဲ့မဲ့မဲ့လူတွေကနိုင်ငံကိုဥဆောင်မဲ့သူတွေနိုင်ငံကိုတဲ့မဲ့မဲ့သူတွေက ဒီတဘောတဘာဝတွေအားလုံးအားလုံးကိုကြောခိုင်းထားကြတယ်အဲ့တော့ဒီကြားဖြတ်တွေကတရုတ်ကွန်မြူနီကစနစ်တကျနဲ့မွေးထုတ်ထားတဲ့ဟာတွေကြီးပဲမြန်မာနိုင်ငံကိုဖျက်ဆီးဖို့အတွက်မြန်မာမျိုးဆက်တဲ့လူငယ်တွေရဲ့အနာဂတ်တွေကိုဖျက်ဆီးဖို့အတွက်စနစ်တကျနဲ့လုပ်နေတဲ့အရာတွေကြီးပဲအခုဒီဒီကြားဖြတ်တွေပေါ်လာတယ် ထိုင်းနိုင်ငံကိုကျွန်တော်တို့ကရှင်ပြမယ်ကျွန်တော်နှစ်နိုင်ငံဒီလိုဖြစ်နေတဲ့နေရာမှာကျွန်တော်တို့ကရှိနေတဲ့အတွက်ကြောင့်ထိုင်းနိုင်ငံမှာရှိနေတဲ့မျိုးဆက်တဲ့လူငယ်တွေကသူတို့ဒေတာပေါ့နော်သူတို့ဒေတာဒီပြည်တွင်းထဲမှာရှိနေတဲ့အသေးစားအလက်စားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှထုတ်ကုန်တွေကိုတညတညကိုမြန်မာငွေနဲ့တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်3000ကြီးရှိဘက်တန်း2တန်း3တန်း4တန်း5တန်းအဲ့လိုမျိုး လိုက်လွင့်ပြီးတော့မှရောင်းလို့ရနေတဲ့အချိန်သူတို့နိုင်ငံကိုအကျိုးပြုနေရတဲ့အချိန်မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကြတော့ကြားဖြတ်နေရဲ့အတုံးတော်ခံတွေရောက်နေတယ်မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကကြတော့မာဖီးယားဂိုင်းတွေရဲ့အတုံးတော်ခံတွေရဲ့ဘဝတွေကိုရောက်နေတယ်။နောက်မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကကြတော့ဒီတရုတ်ကွန်မြူနီနဲ့မွေးထုတ်ထားတဲ့ဒီကြားဖြတ်နေပေါ့ကြားဖြတ်နေရဲ့အတုံးတော်ခံတွေရဲ့ဘဝတွေကိုရောက်နေတယ် မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကလုံးဝကိုမြန်မာနိုင်ငံပြန်လည်တက်မှတ်ဖို့မြန်မာနိုင်ငံပြန်လည်ကောင်းစားဖို့မြန်မာပြည်မှာရှိနေတဲ့ဒေတာကန်စီဝါရေးတွေပြန်လည်တက်မှတ်လာဖို့အတွက်ကိုတစ်စက်မှတော့မထိုးထိုးတောင်တောင်မလုံနိုင်တော့ထိုင်ဘက်မှာကျွန်တော်တလောက်ကိုထိုင်ဘက်ကလူငယ်ဒါလူငယ်မှလူငယ်ပြန်ရှင်ရတာဟုတ်ဒါကျွန်တော်တို့ပြန်သုံးသက်ကြည့်လို့ရှင်ထိုင်ဘက်မှာရှိနေတဲ့လူငယ်တွေကြတော့သူတို့နိုင်ငံအတွက်ကိုသူတို့ပတ်စံရှာပေးတဲ့အခါမှာတကယ့်ဒေတာထွက်ထုတ်ကုန်တွေနဲ့သူတို့ရှာပေးတဲ့အရာတွေအားလုံးအားလုံးကတော်တော်များများအဲတညကို ဘတ်တတန်းရောက်ရတယ်နှစ်တန်းရောက်ရတယ်သုံးတန်းရောက်ရတယ်တချို့အရန်တော်တဲ့လူတွေဆိုလို့ရှိရင်ဘတ်လေးတန်းငါးတန်းထိတော့မှဈေးရောက်နေရတဲ့အချိန်ကျောင်းမြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေကြတော့ချပြန့်ရဲ့အသုံးတော်ခံဘဝတွေရောက်နေချပြန့်ရဲ့သားကောင်ဖြစ်နေတယ်တရုတ်ကွန်မြူနီရဲ့သားကောင်တွေဖြစ်နေတယ်မာဖီးယားခိုင်းနေတဲ့သားကောင်တွေဖြစ်ပြီးတော့မှအဲ့ဒီဂျာတွေတဲမှာကျွန်တော်တို့တွေရဲ့လူငယ်တွေမြန်မာနိုင်ငံမှာရှိနေတဲ့လူဆွမ်းအရင်းမြစ်လူငယ်တွေရဲ့ဘဝတွေကပြက်စီးနေတယ်လူကုန်ကူးမှုပြင်အိုက်ချားတွေတဲမှာပတ်စံလွယ်လွယ်လေးရအောင် မွေးစေဝါရဲ့ခြေကျုံဘဝကိုပြန်ရောက်တယ်။မွေးစေဝါရဲ့ခြေကျုံရဲ့ဘဝကိုရောက်နေတယ်။ဒီလိုဘဝတွေထဲမှာကျင့်လည်နေရတယ်။ဒီလိုဘဝတွေထဲမှာရှင်သန်နေရတဲ့ဘဝကိုရောက်သွားတယ်။ပျက်စီးသွားတာပေါ့ဗျာ။ဒါကျွန်တော်တို့ပြောရမယ်ဆိုပျက်စီးသွားတာပေါ့။ပြောမယ်ဆိုကျွန်တော်ဖြစ်ပါတိုက်ကရဲ့လူငယ်တွေရဲ့အနာဂတ်ကရင်းနှီးစရာပဲ။ဒါပေမဲ့အခုအမေရိကကဝေချလာတယ်ဒီကိစ္စနဲ့ပတ်သက်တော့ဗျာတတ်ကြဘူးတော့မပီးမပီးတော့ပဲအနေထားမျိုးကတော့ရောက်နေပြီပေါ့။နော်မပီးတော့ပဲအနေထားရောက်နေပြီပေါ့။အဲ့တော့အခုဒီ ကြားပြအနေနဲ့ပတ်သက်ပြီးတော့မှသတင်းစာရှင်းလင်းပွဲလုပ်နေတဲ့နိုင်မောင်ဆိုခင်ဗျားတို့အရင်လတွေတော့အရင်နှစ်တွေတော့ဘာနဲ့ထမင်းစားလဲမေးကြည့်လိုက်နိုင်မောင်ဆိုမင်းဘာနဲ့ထမင်းစားလဲမေးကြည့်လိုက်ဒီကြားပြသတင်းစာရှင်းလင်းပွဲလုပ်တဲ့နိုင်မောင်ဆိုမင်းဘာနဲ့ထမင်းစားခဲ့တယ်လဲမေးကြည့်လိုက်ဒီကြားပြလုပ်ငန်းနဲ့ပဲသူတို့တွေဒီလေဒီကြားပြနေရနေရတဲ့လက်တွေလက်ထိုးတာတွေနဲ့ပဲသူတို့ထမင်းစားခဲ့ကြတာပဲဒီမောင်ခိုလုပ်ငန်းနေရနေသူတို့ထမင်းစားခဲ့ကြတာပဲမေးကြည့်လိုက်ဒီကနေ့ပဲသူတို့ထမင်းစားတာပဲ နမ်ပါတော်မေးချင်တယ်မင်းတို့ဘာနဲ့ထမင်းစားလဲမင်းတို့ဘာနဲ့ယက်တီကြဘလို့ယက်တီခဲ့လဲမင်းတို့တိန်တောင်းချီတဲ့အရာတွေအိမ်ကြီးမင်းတို့ဘာနဲ့ဆောက်ခဲ့ကြတယ်နမ်ပါတော်တို့မင်းတို့တိန်တောင်းချီတဲ့အိမ်ကြီးမင်းတို့ဘာနဲ့ဆောက်ခဲ့ကြတယ်မင်းတို့ဘလို့ဝင်ဝင်ရှာခဲ့ကြတယ်ဒီကြားပြန်းနဲ့ပဲသူတို့ပတ်စံရှာခဲ့ကြတာပဲဒီကြားပြန်းတတိမာဖီးယားဂိုင်းနေရာနေပါမှာသူတို့လက်ထိုးတဲ့အရာတွေနဲ့ပဲသူတို့တွေဒီလောက်ခဲ့ကြတာပဲဒါပေမဲ့ဒါနမ်ပါတော်တယောက်တည်းလားဆိုမဟုတ်ဘူးအများကြီးပါတယ်အဲ့ဒီထဲမှာတတ်ဆက်သေးတယ်ပဲ ဲ့မဲ့သူတို့သတင်းစာရှင်းလင်းပွဲလုပ်တာယုတ်တိရှိလာတော့ဒီချိန်မှာဘယ်သူမှယုတ်တိကိုမရှိတာမှန်ဒီချိန်ကပြည်သူလူထုတရားစင်နဲ့အချိန်ရောက်သွားပြီအခုဒီကြားချမ်းကိစ္စတွေကိုတရားစင်မဲ့လူကရှေ့ရှေ့ဝိုးဝေးပြောမလို့မြောက်ပြည်မျိုးသူမျိုးသားတွေပဲသူတို့တရားစင်လေဘာဖြစ်လို့လဲဒီကြားချမ်းတွေရဲ့အကြောင်းအရာတွေအားလုံးကိုမြောက်ပြည်မျိုးသူမျိုးသားတွေအသေးစိတ်သိတယ်နောက်အဲ့ဒီမှာရှိနေတဲ့သူတွေအသေးစိတ်သိတယ်ဒီကြားပြန်နေရှိနေခြင်းအဖြစ် ကျွန်တော်မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေရဲ့ဘဝတွေဟာပျက်စီးတယ်ဆုံးရှုံးမှုတွေဖြစ်တယ်။ငွေမဲကြေးကျုံနေပြီဘဝကိုရောက်သွားတယ်။အခုလည်းဒါကြားဖြတ်နေရသူတို့နေရာတွေထက်ရွှေ့နေတယ်။ဘယ်နေရာမှာအခုဒါကျွန်တော်တို့သိရတယ်လို့ကတော့ဖျားသုံးသူမှပြန်အခြေတည်နေတယ်။အဓိကလှုပ်ပေးနေတဲ့လူတွေကိုလည်းကျွန်တော်တို့သိတယ်။ဘယ်သူဘယ်သူတွေကလှုပ်ပေးနေရလဲဘယ်ပုံကိုရလဲလှုပ်ပေးနေပါလဲ။ အဓိကတဲ့ပေးနေတဲ့လူတွေလည်းကြောက်သေးတယ်အဲ့တော့စီကုတ်ကူဆိုတာကထိဟိုရုပ်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 ဖြစ်တာဖြူခွဲပြပြီလို့သူတို့ပြောပြနေတယ်တကယ်တော့မဟုတ်ဘူးဖြူခွဲပြတာမဟုတ်ဘူးတတိပြန်တဲ့ပဲခရီးသုံးစုမှတတိပြန်တဲ့ပဲပြီးတော့မြန်မာနိုင်ငံအတွင်းနေရာတချို့တွေမှာသူတို့တတိပြန်တဲ့ပဲဒါတွေအားလုံးအားလုံးနော်အဲ့တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကဒီအရာတွေအားလုံးကို ေတာဆုံးတောင်းပေါင်းဆုံးအလုံးဝိုင်းပြီးတော့မှပိတ်စုပြီးတော့မှဒီကြားဖြတ်နေကိုအမိပြတ်သွားအောင်ဝိုင်းဝန်းပြီးတော့မှပူပေါင်းပေါင်းဝင်မှုအတွက်အင်မတန်မှလိုအပ်ပါတယ်။အဲ့ဒါမှသာလဲကျွန်တော်တို့မြန်မာနိုင်ငံကြီးကနီးမှန်လမ်းမှန်နဲ့ကမ္ဘာစီးပွားရေးလမ်းကြောင်းအမှန်ပေါ်ပြန်ရောက်နိုင်မှာဗျ။မဟုတ်ရင်ဘယ်တော့အခါမှကျွန်တော်တို့မြန်မာငွေကြီးကတံမိုးတက်လာမှာမဟုတ်ဘူး။မြန်မာစီးပွားရေးကလည်းတံမိုးတက်လာမှာမဟုတ်ဘူး။မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေမျိုးဆက်တစ်တွေဘလောက်ပဲကြိုးစားကြိုးစားတဲတဲရည်တုံပဲဖြစ်မယ်တဲတဲရည်တုံပဲဖြစ်မယ် ပြည်မြန်မာနိုင်ငံမှာရှိနေတဲ့ပညာရှင်တွေမျိုးဆက်သစ်တွေရဲ့ဘဝတွေဟာ ID နီးပညာရှင်တွေရဲ့ဘဝတွေဟာကြားဖြတ်နေရဲ့ကြီးကျုံနေကြားဖြတ်နေရဲ့အုံတော်ခံနေကြားဖြတ်နေရဲ့ငွေမဲနဲ့ကစားတဲ့အောက်မှာကြီးကျုံနေဘဝတွေကိုကျွန်တော်တို့ရောက်နေအဲ့လိုမျိုးဘဝအတ္တိယနဲ့လွတ်အောင်ဒါကျွန်တော်တို့လူကြီးလုံးမဲ့လူတွေပေါ့နော်ဝင်ကြီးလုံးမဲ့သူတွေဝင်ကြီးလုံးမဲ့သူတွေနေဆက်ရမှာဥဆောင်မဲ့သူတွေကစိတ်ထားလာဖို့အတွက်လိုအပ်တယ်ညံအမျော်မြင်ရှိဖို့အတွက်လိုအပ်တယ်ကမ္ဘာအရေးအမြင်နဲ့ရှိဖို့အတွက်လိုအပ်တယ် ကမ္ဘာစီးပွားရေးအမြင်ရှိဖို့အတွက်လိုအပ်တယ်လူငယ်တွေမျိုးဆက်သစ်တွေကိုဘယ်လမ်းပေါ်မှာချခဲ့မှာလဲလူကြီးလောက်တာလူကြီးတက်လောက်တာဘာကြောင့်လူကြီးတက်လုံနေကြတာလဲနော်ခေါင်းဆောင်တက်လုံနေကြတာဘာကြောင့်ခေါင်းဆောင်တွေတက်လုံနေကြတာလဲလူဆောင်အရင်းမြစ်တွေကိုတက်လွဲလမ်းမအောင်ပို့ဖို့အတွက်လုပ်နေတာလားဒါတွေတိတ်အရေးကြီးပါတယ်အဲ့ဒါကြောင့်ပါအဲ့တော့မိဘကြီးကိုဘာဘာတွေအားလုံးဒါလေးကတော့ဒါကျွန်တော်ပြပြချင်ပါတယ်အဲ့တော့ဒါ လက်ရှိပြဖြတ်တဲ့ပတ်သက်ပြောပါကျွန်တော်အရေးတော့ခရေအကျိုးပြောပါလေအခုလက်ထပ်ပြောပါနော်အဲ့ဒါပါအဲ့တော့အခုတည်ထားမှာတခုကကြားဖြတ်နေရဖြူပြတယ်တနေရာမှာထပ်တည်ဆောင်နေတယ်အခုလက်ရှိလက်ညှိုးထိုးပြမယ်ဆိုဖရားသုံးစုမှာသွားစစ်ကြည့်ဖရားသုံးစုမှာကြားဖြတ်ပြန်တည်ဆောင်နေတယ်သွားစစ်ကြည့်ညီချောင်းတော်ဟိုတယ်တို့မှာတော့တော့ပြည်တွင်းထဲမှာကောရန်ကုန်မှာတော့ရှိတဲ့ကြားဖြတ်နေတယ်ကျွတ်တင်တန်းအောင်ပေးနေတယ်ဟုတ်ပြီလား အားလုံးကစက်စက်ကောင်စီနဲ့ပူးပေါင်းပြီးလုပ်တဲ့အရာတွေကြီးပဲစစ်အာဏာရှင်နဲ့ပူးပေါင်းပြီးလုပ်တဲ့အရာတွေကြီးပဲဖြစ်တယ်နော်ကဲကျေးဇူးတင်ပါတယ်ဒီနေ့မနက်ဒီလောက်ပဲနော်အားလုံးမိဘညီကိုမောင်နှမများအဲ့တော့ပြည်တွင်းမှာရှိနေတဲ့ပြည်သူလူထုများပြည်ပမှာရှိနေတဲ့ပြည်သူလူထုများနိုင်ငံတကာမှာရှိနေတဲ့ပြည်သူလူထုများနော်အစအစရရအတူဒါကျွန်တော်မြန်မာနိုင်ငံကိုစောင့်ကြည့်ပေးပါနော်โอเค 一一周动就钱养女儿？